တိုင်းပြည်ကို၅နှစ်တာကာလနီးပါလွန်စွာရစ်ဆက်ကြမ်းကြုတ်ရုပ်မှပတ်ဆက်တဲ့ဇယက်လက္ခဏာတွေနဲ့ပြည်သူတရားလုံးကိုရန်သူတပွဲသဘောထားပြီးရရဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဖက်စစ်ကြမ်းဖက်ဆရာစွဲကောင်ကြားဖြန့်ဂိုင်းကျုပ်မင်းအွန်လိုင်းရဲ့ဖက်စစ်တပ်ဟာခုဆိုရင် မျက်နာအတီးတီးစစ်မျက်နာဆိုတဲ့နေရာမှာနိုင်ငံရေးစစ်မျက်နာเนาะဒီတိုက်ပွဲမှာရင်ဆိုင်နေရတဲ့စစ်မျက်နာနိုင်ငံခြားဆက်ဆံရေးစစ်မျက်နာစတဲ့စစ်မျက်နာအတီးတီးမှာအလဲလဲကွဲကွဲနဲ့ကြာဆုံးနေတယ်လို့သူ့ရဲ့ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာလည်းပဲလေအခုဆိုရင်သူတို့ပြုခဲ့တဲ့ကံပဲ့တင်တန်သူတို့ထံပြန်ရောက်လာတဲ့အနေထားမှုလို့ရုရှားဆိုလဲသူ့ရှိကိုအမေရိကန်ထုတ်ဒုံးကြီးတွေနဲ့ဒုံးမြန်တွေနဲ့ တိုက်ခိုက်ခံရပြီလို့တနာစပွဲကဘာကိုအော်နေရတယ်လို့တရုတ်ဟာဆိုရင်လည်းပဲသူရဲ့ဝူဟန်ဗိုင်းရပ်စ်ပြီးတဲ့နောက်ကဘာကြီးကိုမြစ်ရှိပလန်နဲ့လိုအပ်တယ်လို့နိုင်ငံကြီးကစားနိုင်ဖို့သူရဲ့စိတ်ဝင်ထိုးပေါက်နိုင်စွမ်းနဲ့ကစားနိုင်ဖို့ကြားပြန့်လို့ခေါ်တဲ့ online scammer လိမ့်လေလှည့်ဖြားတဲ့ဒီရစွဲဂိုင်းတွေကိုဒီသူတို့ရဲ့ တင်းနေကားပြီးခွာအစီအစဉ်လေးနဲ့ကဘာအနှက်ဖြန့်ကျက်ပြီးအထူးသဖြင့်သူ့ရဲ့ဩဇာလက်တံဖြန့်ကျက်ခြင်းနဲ့နိုင်ငံတွေမှာအခြေစိုက်ခံခဲ့ကာလိုအပ်သလိုစီးပွားရေးနေဆက်ရေးဟာသူ့ရဲ့ဩဇာအာဏာဖြန့်ကျက်ထိုးဖောက်ဖို့ကြိုးပမ်းခဲ့တဲ့လူရက်တီဟာအခုဆိုရင်တဖြည်းဖြည်းနဲ့ရာဇဝတ်ဘေးပြေးမလို့ဘလို့ပဲဟန်ဆောင်ပြီးလင်းလေလှည့်ဖျားခဲ့ပါစေချိန်တန်ရင်အမှုမှန်ပေါ်ပေါ်စမြဲဆိုလိုကမ္ဘာပေါ်ထုတ် စုံစမ်းတဲ့အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေကဒီကြားဖြတ်လုပ်ငန်းတွေရဲ့ပင်ရင်းဟာဒီမူရစီဝါထုတ်လုပ်ပြီးတော့အမေရိကန်အပါဝင်တကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ပင်ရင်းဟာအာဆီယံဒေသအပါဝင်ကမ္ဘာနိုင်ငံတတော်များများမှာအာဏာရှင်သို့မဟုတ်အကြမ်းဖက်ဝါဒအခြေပြုတဲ့ပြည်သူကိုဆန့်ကျင်ပြီးတရုတ်ဩဇာကိုပဲနာခံမဲ့အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးပမ်းနေတဲ့လက်တွေဟာ ဘာသူဖြစ်တယ်လဲဆိုတာကိုအခုဒီအပိုင်းတင်းတင်းကြပ်ကြပ်ဖြန့်ထွက်လာတဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာကြီးရှုရင်ကျွန်တော်တို့အားလုံးသိရှိမှာဖြစ်ပါတယ်အခုဆိုရင် American အစိုးရက scam strike force ဆိုပြီးတော့တရားဝင်ကြီးညာပြီးဘယ်နေ့မှဘာလို့လုပ်မယ်ဘလူးမှကြုံမသိနိုင်လောက်အောင် American ရဲ့ထုံးစံတိုင်းဘာမှတိတ်ပူပူဆဆမပြောဘူးပြပြသသတိတိကျကျလုတ်တက်တဲ့စီရင်အင်အားကြီးစံပကကြောင့်အခုဆိုရင်ဖက်ဆက်ဂျန်ဖက်တက်က အမြဲတမ်းလိညာပြောနေတတ်တဲ့မင်းအွန်လိုင်းရဲ့လက်သုံးတော်ကြီးဇော်မဲလုံးဇော်မင်းထွန်းဇော်မင်းထွန်းဆိုကျွန်တော်နဲ့စစ်တဲ့ကတူမှာအပေါ်ထက်အောက်ထက်တက်ခဲ့ဘူးတဲ့လူပါနော်ဇော်မင်းထွန်းကိုယ်တိုင်အခုဆိုရင်မြကလူးဆံပြာနဲ့ထွက်ပြီးဖုံးပါပြောလာရအနေထားရောက်နေပြီဖြစ်တယ်မင်းအွန်လိုင်းကိုယ်တိုင်လည်းပဲဖန်အထိကတော့ကမြောပြေးသွားပြီးတော့ BGF ထဲအပါဝင်ကျန်တဲ့တပ်ဖွဲ့တွေကို သူ့ရဲ့လက်သုံးလုတ်ခဲ့ပြီးတော့အခိုင်းအစီကံဖြစ်ခဲ့တဲ့တပ်ဖွဲ့တွေကိုပုတ်ထုတ်ထိုးကျွေးဖို့အတွက်ခုဆိုရင်ပပဆက်ဆက်ဂျိုးပန်းလာတဲ့အချိန်လည်းဖြစ်တယ်အဲ့တော့ဇော်မင်းထွန်းကထိုင်းကိုပုတ်ချလိုက်တဲ့အတွက်ကြောင့်ဒါဒီစကမ်မာအွန်လိုင်းဖြတ်ဒီကြားဖြန့်ဂိုင်းတွေဟာဒီသူတို့မင်းအွန်လိုင်းဖက်စစ်အုပ်စုရဲ့အဲဒီလုတ်ရမဟုတ်ပါဘူးထိုင်းဘက်ကသာ99.5စသဖြင့်ထိုင်းကိုလုံးဝပုတ်ချထိုးကျွေး ိုက်တဲ့အချိန်မှာထိုင်းကတကွက်ဥယူပြီးတော့သူတို့ချိန်မှာဖမ်းဆီးရမိတဲ့ဆော့ရှစ်သူရဲ့ခေါင်းငယ်ဖခင်ကြီးနော်တီရဂူရဲ့မဟာမိတ်တကာကြီးမင်းအွန်လိုင်းရဲ့ဆက်လက်နေပစ္စည်းဝယ်ယူဖို့အတွက်အမာခံထောက်ပို့နေတဲ့ထောက်ပို့ကြီးဒီရှီချင်းချင်းရှီချင်းချင်းကိုနော်ဒီအွန်လိုင်းစကမ်မာဂိုင်းချုပ်ကြီးကိုတိရုပ်ကိုအစောတလင်လွှဲပြောင်းပေးအပ်လိုက်ပြီးတော့ ထိုင်းကတကွက်လက်ဦးမှုယူထားတဲ့အချိန်မှာအခုမှထိုင်းကလွတ်ပါတယ်လို့ထပြောပြီးတော့ BB Biter အထာနဲ့အဆောက်အုံတွေကိုဖောက်ခွဲပြီးဒီကြားဖြင့်လုပ်ငန်းကြီးကိုနှိမ်နင်းနေပါပြီဆိုတော့တရောတော့ပါဂမူးယူထိုးအယူဖင်တရေဟိုရင်းပြုတဲ့ပုံစံနေနဲ့အခုမှကြောက်ချီးပန်းတာလူမသိအောင်ဖုံးဖိတဲ့ဟန်နေမင်းအွန်လိုင်းအုပ်စုအင်မတန်ကြာများနေတဲ့အချိန်မှာပဲ မောတော့ KNU နဲ့မဟာမိတ်တပ်တွေကတင်းလိုက်တယ်ရခိုင်ဘက်ကဆိုရင်လည်းပဲမျောမျောတင်းတင်းတင်ညာချက်ထုတ်ပြန်လိုက်ပြီးတော့အရခတ်တတ်တော်တချို့ခေါင်းဆောင်တွေကလက်ရှိအရခတ်ပြည်အပါအဝင်မြန်မာပြည်ကိုဘုံကျဲနေတဲ့ဖက်စစ်မင်းအွန်လိုင်းတပ်ကိုတရုတ်ကဆက်လက်ထောက်ပံ့နေမယ်ဆိုရင်မြန်မာပြည်ခါလေကပိုက်လိုင်းကြီးတွေဟာအလားကြီးစရာမဟုတ်ဘူးဆိုတဲ့ message တရုတ်အစိုးရရရှိသွားပြီးအခုဆိုရင်အပြင်းထန်စဉ်းစားနေကြတဲ့အချိန် မေအောင်လိုင်ရဲ့လေချောင်းကစိုးမိုးပြီးရဲဆက်ဆက်ပြည်သူတွေကိုစိုးစိုးဝါဝါဘုံကျဲနေတဲ့အနေအထားတွေပေါ်မှာကျုပ်ဖက်ကမကြခင်မှာတခုတစုံထိညိတုံးဟုတ်ကန့်တတ်မှုပြူလာတော့မယ်အနေအထားဒါတွေဟာလေချောင်းကဲတောင်းမှုတခုတည်းနဲ့ပဲမြန်မာပြည်သူတရားလုံးကိုနိုင်ကျင့်ဗိုလ်ကျနေတဲ့ဖက်ဆက်မေအောင်လိုင်ရဲ့နောက်ဆုံးနေဆွဲများကိုရောက်ရှိနေပြီဆိုတဲ့ပြသလာတဲ့လက္ခဏာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပြည်သူတရားလုံးရဲ့မစုံမလင်းတော့ဇွဲလုံးလား သူတို့ဖြင့်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးထဲမှာအသက်ခံတာဘဝအားလုံးကိုပို့အပ်ပြီးပါဝင်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းအသီးသီးတို့ရဲ့ပေးဆက်ဆွန့်လွတ်မှုအခုချိန်ထိခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုတောက်ခံရုန်းကန်ရင်ဆိုင်အံကျိတ်ပြီးတော့ရအောင်ဆွေးနွေးပွဲနဲ့ဖြတ်ကျော်မယ်ဆိုတဲ့တမူးတသားတပ်ဖို့အသီးသီးရဲ့တိုင်းပြည်နဲ့အနာဂတ်ပေါ်မှာထားရှိမြင့်မားသောယုံကြည်ချက်ဒါတွေကြောင့်ကျွန်တော်တို့တွေရဲ့အောင်ပွဲဟာ နီကားတဲ့ဆိုင်ဒီနေ့နီးကလာတယ်လို့မနှက်ပြန်ဆိုတာလဲလုံးဝတေချာလာတဲ့အနေအထားမျိုးတွေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြည်သူတရားလုံးအနေနဲ့အခုလက်ရှိနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာကျွန်တော်တို့အားလုံးရဲ့ပြည်တော်စုသားအားလုံးရဲ့စူးစီးညင်ညွတ်မှုကြားလာတဲ့အသီးပွင့်ဖြစ်တယ်လို့ပိုပြီးမြန်လာမလားဒီတိုင်းမဲ့အချိန်ဟာဖေးဖေးတွင်းတွင်းနဲ့ကြံ့ကြာနေဦးမလားဆိုတဲ့အခြေအနေအရလည်းပဲကျွန်တော်တို့နိုင်ငံသား ဒေါ်လိုင်းကောင်းဆောင်တီးတီးနိုင်ငံကောင်းဆောင်တီးတီးအစုဖွဲ့အသင်းပင်အတီးတီးရဲ့ဥဆောင်သူပါဝင်သူအတီးတီးတို့ရဲ့ပေါင်းဆက်စုစည်းညီညွတ်တဲ့တင်းနှင်းကားပြူဟာတွေနဲ့နိုင်ငံတစ်တစ်ခု state building တီးဆောက်ကြဖို့ရည်မှန်းပြုစုတဲ့လုံလဝရိယအားဆိုင်မှုကိုနိုင်ငံတကာကဘလောက်အတိမတ်ပြုအာယုံဆိုင်မလဲဆိုတဲ့ပေါ်မူတည်ပြီးနှေးချင်းမြန်ချင်းအောင်ပွဲအောင်လံထူခွင့်အခွင့်အရေးနှေးချင်းမြန်ချင်းပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲကြောင့်ပြည်သူတရားလုံးအနေနဲ့ ဆွဲလုံးလမလျှော့ပဲနဲ့ကျွန်တော်တို့တောက်ခံရုံးခံကြရပါလိမ့်မယ်ဒီချိန်မှာဖက်စစ်အကြမ်းဖက်တည်းရဲ့အာဓမအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ခွန်အားပေးပါတယ်လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေပင်မှာဝဲနေတဲ့ဓာတ်ကိုကြောက်လန့်လို့ဖြစ်စေကြောက်ရွံ့ခြင်းမှာပြည်ပြားနေအောင်နှင်များစွာဖိထားခံရလို့မယုံတာဝန်းတဲ့အနေထားကြောက်ဖြစ်စေငကူဗီဇစရိတ်ကြောက်ပဲရောင်ရဲလွယ်ပြီး ုံလာသမျှဘဝကံမှာပဲဆိုပြီးပေါ့ပေါ့နေတတ်တဲ့ဒလိကြောင့်ပဲလို့ဆိုစီကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တယ်ကောင်းတူစုဖက်ရင်ဆိုင်ဖြတ်ကျော်ကြရမယ်တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်သောပြည်သူတွေမြမပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေသောလူတွေရဲ့မျှော်မှန်းချက်ဟာတနင်္ဂနွေလုံးပြည်သူတရားလုံးလွတ်လပ်ဘေးကင်းလုံခြုံ ဖို့ပျော်ရွှင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖက်စစ်ဂျမ်းဖက်တီရဲ့အောက်မှာရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလည်းပေးပါတယ်။နှိုးဆော်စကားလည်းပြောချင်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်အတောအထိမှာအချိန်အကြောင်းမျိုးမျိုးကြောင့်ငုံခံခဲ့ရပြီးဖြစ်စေတုံ့ပြန်မှုတွေအခွင့်မရခဲ့ပြီးဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဖက်ကတောင်းဆုံတဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်စက်ကြမ်းကြုတ်တဲ့လက်ပါစီလူမိုက်တွေနဲ့ အင်မတမဆိုးွားတဲ့အချင်းထောင်းနဲ့အင်မတမကောက်ကျစ်ပတ်ဆက်တဲ့ရဲနဲ့ဒါတွေနဲ့ပတ်ပတ်လေထိညှိထားလို့မလူးတာမလွန့်တာရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒီကနေ့ရဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာကိုတော့မြမပြည်သူတရားလုံးသူတစ်ပြက်ဖက်စစ်တရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုန်းကန်ရမလဲတော်လိုင်းကြီးမှာငါတောင်းဝင် ကြလာလိုက်ဒီနေ့ ငါဘလို့ပါဝင်ကြေပြွန်ဖို့လူမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူတက်ညီလက်ညီရုန်းကန်ရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုန်းကန်ရမလဲကြလာတဲ့တာဝန်ပေါ့အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လှုံ့ဆော်ဆိတ်ဆော်ပူးပေါင်းနေသောလူတွေထဲမှာမိမိတူးဦးချင်းစီမပါဖို့ဂရုပြုပါမိမိဆွေမျိုးသားချင်း မိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းပါလို့ဆိုပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာညင်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကိုလက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုံးလုံးမပူးပေါင်းဖို့ရသမျှစူးစမ်းခြင်းဖြင့်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြေပြန်ပါဒုတိယဆင့်အခုစကမ်ပါလို့ခေါ်တဲ့ online ကြားဖြန့်ရာဇဝတ်ဂိုင်းသားတွေကိုဖမ်းဆီးဖို့မြေပုံမှာ အမေရိကန်ကစင်းပြထားတဲ့ထဲမှာနေဆက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လည်းပါပါတယ်အဲ့တော့ဘာလို့ရမလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူတို့အနေနဲ့အဆင်ပြေရှိနေကြဖို့လိုပါတယ်ပြေကြတယ်အချိန်နေဒီအချိန်ခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်အဲ့တော့ကြုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လမောင်းတွေတန်အောင်ပြင်ထားပါမိမိတို့ဆောင်းသားတွေထည့်အောင်တွေးထားပါ မိမိတို့ပတ်လည်မှာရတဲ့တမျဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နေရာတွေကိုဖေရှားတန့်စင်ရှင်းလင်းနိုင်ဖို့တည်င်းချက်လက်အားလုံးစုဆောင်းထားပါအေးအရေးကြီးဆုံးကတော့တိုင်းပြည်ကိုပြန်လည်ထူထောင်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြည့်စည်စီပဲနဲ့ဒီအဆောက်အုံတွေပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်းဝိုင်း network တွေကိုပဲအမြန်ဆုံး ကျွန်တော်တို့လူလူအင်အားနဲ့ထိမ့်သိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖြစ်စည်းမှုရင်ကကာကွယ်နိုင်ဖို့နီလန်းတွေကိုစံစားထားကြပါတီချာတာတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်တွေပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမဲ့ဝွန်နူနူမျိုးလင့်ခဲ့ရတဲ့ငြိမ်းချမ်းသောမနေ့ပြန်နေဟာနီးကပ်လာပြီဖြစ်ပါတယ်အပြည်သူပြည်သားအားလုံးမမေ့မလျော့မပေါ်မဆသောတတိနဲ့နိုင်ငံတော်တည်တည်ဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့ လူ့ခေါင်းဆောင်မိဆုနဲ့တကနိုင်ငံအကျဉ်းသားအလုံးနဲ့အမြန်ဆုံးလွတ်မြောက်ပါစေပေးဆက်ဆွလွန်တိုက်ပွဲဝင်သောသူရဲကောင်းတို့ရဲ့အကြိတ်ပြီးဆုခဲ့သောတစ္ဆာတွေအမြန်ဆုံးပြတ်နှက်ပြီးအောင်ပွဲအောင်လံတွေနိုင်ငံနေရာနှက်မှာထူနိုင်ပါစေဆိုဝါရုံညံ့ကြမ်းတမ်းသောဖက်စစ်ရန်နေရာကြီးကို ကိုအားစေရနဲ့မောင်းနေခဲ့သောရုံညံ့သော စိတ်ထားရှိသူနိုင်ငံသားအလုံးကြဆုံးပါစေ။ တရားသောဥပဒေနိုင်ငံကဥပဒေနဲ့အညီထိတိယောက်အရေးယူပြီးတန့်စင်ကြည်လင်သော လူမှုရဝန်းအသီးသီးဖြင့်နိုင်ငံတော်တည်ကြီးကိုတည်ဆောက်ပြီးအပြစ်မဲ့သောကလေးများအလုံးရဲ့ပြုံးပြော်ခြင်းအခွင့်အရေးကိုအတူတူမြင်ကွင်းရကြပါစေ